အခုကြည့်နေတဲ့သူတွေထဲမှာနေ့စဉ်ထမင်းစားတဲ့အခါမှာငပီးငပီးရေမပါရင်ထမင်းမစားတတ်တဲ့သူတွေရှိပါသလားအဲ့တော့ငပီးလေးပါမှငပီးရေလေးစားလိုက်ရမှထမင်းမြိန်လို့နေ့တိုင်းကျွန်တော်ငပီးရေမပါရင်ထမင်းမစားတတ်တဲ့သူတွေရှိတယ်ဆိုရင်ဒီဗီဒီယိုကိုစောင့်အောင်ကြည့်ဖို့ကျွန်တော်အနေနဲ့အကြံပြုပါတယ်ကျွန်တော်ငငယ်တော့အသိထတာကငပီးစားလို့ရှိရင်ငပီးရေစားလို့ရှိရင်ဒီငပီးထဲမှာနော်ဗီတာမင်တွေတတ်ထုတ်တတ်တွေနော်ဗီတာမင် D တို့ကယ်လ်ဆီယမ်တို့ပြီးတော့ Omega 3 fatty acid တွေပါတယ် ောက်တစ်ခုက protein လို့ခေါ်တဲ့အသားဓာတ်တွေငပီထဲမှာပါဝင်နေပေါ့ဒီလိုမျိုး vitamin တွေတတ်ထုဓာတ်တွေ protein ဓာတ်တွေပါဝင်တဲ့အတွက်ငပီစားခြင်းကအရိုးတွေကိုတန်ပါစေတယ်နောက်တခြားသောကျန်းမာရေးကောင်းကျိုးတွေရှိတယ်ဆိုပြီးတော့ကျွန်တော်တို့လာတော်တော်များများသိလာကြတာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးဒီကျန်းမာရေးအတွက်ကောင်းကျိုးတွေပါဝင်တဲ့ဒီငပီကိုအခုနောက်ပိုင်းမှာကျွန်တော်ဘယ်လိုမျိုးတွေတွေးရှိလာရလဲဆိုတော့ငပီစားခြင်းကြောင့်မို့လို့ကျန်းမာရေးဆိုးကျိုးတွေလည်းကျွန်တော်တို့မှာဖြစ်လာတာကိုတွေးရှိရပါတယ်ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုမှာကျွန်တော်ငပီစားခြင်းကြောင့်ငပီရေစားခြင်းကြောင့် ဖြစ်လာနိုင်တဲ့ကျန်းမာရေးပြဿနာ၈ခုကိုပြပြပေးသွားမှာဖြစ်ပါတယ်အော်ဒါကြောင့်မလို့ငပိရေကြိုက်တဲ့သူတွေဒီဗီယိုကိုကျွန်တော်တိကျလေးဂရုစိုက်ပြီးကြည့်ပေးဖို့ကျွန်တော်တင်တယ်အကြံပြုပါတယ်အဲ့တော့နံပါတ်1ကတော့ကျွန်တော်အလုံးသိထားကြတယ်တွေးတူယောဂဖြစ်ပါတယ်အဲ့တော့ငပိစားရင်ဘာကြောင့်တွေးတူတာလဲဆိုတော့ငပိလုံးတဲ့အခါမှာကျွန်တော်ကစားရအများကြီးထည့်ရတယ်အဲ့တော့စားထဲမှာငပိရကြာရှည်ခံတယ်လေးလေးပင်ပင်ရှိတယ်အဲ့တော့လေးလေးပင်ပင်ရှိမှလည်းကျွန်တော်စားလို့ကောင်းတာ哦ဒီတော့ကျွန်တော်ကငပိထဲမှာ စားတွေအများကြီးပါတဲ့အတွက်ဒီစားဆိုတာကဆိုဒီယမ်ဓာတ်ဖြစ်တယ်အဲ့တော့အဲ့ဒီဆိုဒီယမ်တွေကခန္ဓာကိုယ်ထဲကိုရောက်သွားပြီဆိုရင်ဘာဖြစ်စေလဲဆိုတော့ salt and water retention လို့ခေါ်တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အငန်ဓာတ်တွေနောက်ရေဓာတ်တွေပေါ့အပြင်ကိုထွက်ရမယ်ပိုရှန်နေတဲ့ရေဓာတ်တွေကိုအပြင်ကိုမထွက်အောင်လို့တားဆီးထားပေးပြီးတော့ခန္ဓာကိုယ်ထဲမှာဒီအရေပမာဏတွေများလာအောင်ဒီဆိုဒီယမ်ဓာတ်ကလုံးဆောင်ပေးတာဒီငပိထဲမှာပါတဲ့ဒါဆိုဒီယမ်ဓာတ်ရဲ့ဒီမကောင်းတဲ့အချက်ပေါ့ တော့ဒီငပိစားတယ်ဆိုရင်နေစားတယ်ဆိုရင်ခန္ဓာကိုယ်ထဲမှာစားဓာတ်တွေရေဓာတ်တွေများလာတယ်အဲ့တော့ဒီစားတွေရေတွေကကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာများလာခြင်းဒီတနည်းအားဖြင့်ဘာနဲ့သွားပြီးတော့ဓာတ်ရဲ့အချိုးကျလဲဆိုတော့သွေးကြောထဲမှာရှိတဲ့သွေးပမာဏများလာခြင်းနဲ့ဓာတ်ရဲ့အချိုးကျတယ်အဲ့တော့ခန္ဓာကိုယ်ထဲမှာစားတွေရေတွေများပြီဆိုရင်သွေးကြောထဲမှာလည်းသွေးပမာဏတွေများလာတယ်အဲ့တော့သွေးပမာဏတွေများလာပြီဆိုရင်သွေးပေါင်းတွေတက်လာတယ်အဲ့တော့သွေးပေါင်းတက်ပြီးတော့ကျွန်တော်တို့သွေးလူရောဂါဖြစ်တယ်ပေါ့အဲ့တော့ဒါကြောင့်မို့လို့ကျွန်တော်တို့ကဒီ death diet လို့ခေါ်တဲ့ ီတွေ့တူသမားတွေအတွက်တည်တံ့ဒီဇိုင်းဆွဲပြီးတော့ဖန်တီးထားတဲ့စားသောက်မှုပုံစံမှာဆိုရင်လည်းပဲကျွန်တော်ဆိုရီယန်ဒီအငံဓာတ်ကိုကျွန်တော်ဆိုရီယန်ဓာတ်ကိုလူတစ်ယောက်ကတစ်နေ့မှာ2300မီလီဂရမ်ပဲအများဆုံးစားဖို့အတွက်ညွှန်ကြားထားတာဖြစ်ပါတယ်ဒီထက်ပိုပြီးတော့သွေးပေါင်ကောင်းကျင်နေဆိုရင်ကျွန်တော်တွေ့တူသမားတွေအနေနဲ့1500မီလီဂရမ်အထိပဲစားသင့်တယ်ဆိုပြီးတော့ညွှန်ကြားထားတာဖြစ်ပါတယ်အဲ့တော့ဒါရောက်မလို့ကျွန်တော်ကငပိစားခြင်းငပိရေစားခြင်းတည်ကျွန်တော်တို့ဒီယနေ့ခေတ်မှာအဖြစ်များနေတဲ့တွေ့တူယောဂါကိုဖြစ်စေတဲ့အကြောင်းရင်းတွေကတခုဖြစ်ပါတယ် ်ဒါနံပါတ်1ပေါ့နောက်နံပါတ်2ကတော့ကျွန်တော်တို့ဒီခြေတွေလက်တွေမျက်နှာတွေဖောရောင်တဲ့ယောဂဖြစ်ပါတယ်အဲ့တော့ငပီးငပီးရေစားခြင်းကြောင့်မို့လို့ခန္ဓာကိုယ်မှာရှိတဲ့အစိတ်ပိုင်းတွေဖောရောင်တဲ့ယောဂကိုကျွန်တော်ဖြစ်စေပါတယ်ဟောဒါကလည်းခုနကပြောခဲ့တဲ့ဒီ salt and water retention လို့ခေါ်တဲ့ငပီးစားခြင်းကြောင့်မို့လို့ခန္ဓာကိုယ်ထဲမှာဒီရေတွေစားတွေကျွန်တော်စုဝေးလာတယ်အဲ့ဒီရေတွေစားတွေကတော့ရှိတဲ့တဲ့နေရာမှာပဲရှိရဲဆိုရင်တော့ဖောရရောင်တာမဖြစ်စေပေမဲ့မရှိတဲ့တဲ့နေရာကိုရောက်သွားပြီဆိုရင်ခန္ဓာကိုယ်မှာဖောရရောင်တာဖြစ်စေတယ် တော့ခုနကပြောသလိုစားရည်ကြီးတွေခနာကိုယ်ထဲမှာများလာပြီဆိုရင်သွေးကြောထဲမှာအဲ့ဒီစားရည်ကြီးတွေစုပြီးတော့သွေးကြောထဲမှာသွေးဖိအားတွေကျွန်တော်များလာတယ်အဲ့ဒီခါမှာသွေးကြောတွေကဒီအရန်ဖောင်းတင်းလာပြီးတော့သွေးကြောနယ်ရန်ကနေပြီးတော့အဲ့ဒီအရေတွေကဒီများပြားနေတဲ့ပိုရှန်နေတဲ့အရေတွေကအပြင်ကိုစိမ့်ထွက်သွားတယ်အော်သွေးကြောရဲ့အပြင်ကိုဒီအရေတွေစိမ့်ထွက်သွားပြီဆိုရင်သွေးကြောရဲ့အပြင်မှာဘာရှိလဲဆိုတော့တ िश ူးတွေရှိတယ်။အော်တ िश ူးဆိုတာတနည်းအားဖြင့်ကျွန်တော်မြင်သာအောင်ပြောမယ်ဆိုတော့အသားတွေပေါ့။အော်သွေးကြောဆိုတာကျွန်တော်အသားတွေရဲ့ကြားထဲမှာ သွားနေတဲ့ဒီလမ်းကြောင်းလေးအေးသွေးကြောတွေကဒီအရေတွေကအပြင်ကိုစိမ့်ထွက်သွားပြီဆိုရင်ကျွန်တော်အသားတွေကြားထဲမှာအရေတွေစုလာမယ်အဲ့ဒီခါမှာအဒီမာလို့ခေါ်တဲ့ဖောရောင်တွေဖြစ်စင်ကျွန်တော်ဖြစ်စေတယ်အဲ့တော့လက်ဒီခြေတွေလက်တွေမှာရှိတဲ့ဒီသွေးကြောတွေကဒီအရေတွေစိမ့်ထွက်တယ်ဆိုရင်ခြေတွေလက်တွေဖောရောင်မယ်မျက်နှာမှာရှိတဲ့သွေးကြောတွေကဒီအရေတွေစိမ့်ထွက်တယ်ဆိုရင်မျက်နှာတွေဖောရောင်လာမယ်စသဖြင့်ပေါ့ဟိုအုံနောက်ထဲမှာရှိတဲ့သွေးကြောတွေဟိုဖောင်းလာပြီးတော့အုံနောက်ထဲမှာသွေးဖိရအရင်များတယ်ဆိုရင်ဒီအုံနောက်ထဲကသွေးကြောတွေက ီအရေတွေကအပြင်ကိုဆင့်ထွက်ရဦးနောက်ထဲမှာလည်းဒီ cellular edema လို့ခေါ်တဲ့ဖြစ်စဉ်ကိုဖြစ်စေတယ်ပေါ့ဒါလားဒီဖြစ်စဉ်အတိဆိုရင်တော့အရင်ဆိုးသွားသွားပြီပေါ့နော်ဒါဆိုရင်တော့အသက်အန္တရာယ်ဖြစ်တဲ့အတိကျွန်တော်ရှင်းနိုင်တာပေါ့ဒါကြောင့်မလို့ကျွန်တော်ငပိရေစားခြင်းကြောင့်မဟုတ်လို့ဒီဒုတိယကဒုတိယဖြစ်စေတဲ့ယောဂကဖောရောင်တဲ့ယောဂဖြစ်ပါတယ်နောက်နံပါတ်3ကတော့ကျွန်တော်နှလုံးယောဂပေါ့အဲ့တော့ငပိရေစားရတဲ့ဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာဆိုဒီယမ်တွေများလာတယ်များလာတဲ့အခါမှာကျွန်တော်တွေးတိုးယောဂကိုဖြစ်စေတယ်အဲ့တော့ဒီတွေးတိုးယောဂဆိုတဲ့သဘောက သွေးကြောနံ့ရံတွေမှာဖိအားအများများနေရ။အဲ့ကျွန်တော်တို့ရဲ့ဒီသွေးကြောနံ့ရံမှာဖိအားများလေလေနှလုံးကအလုပ်ပိုလောက်ရလေလေပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နှလုံးရဲ့လုပ်ငန်းကသွားသွေးတွေကိုညှစ်ထုတ်ပေးရတာ။နှလုံးကသွေးတွေကိုကောင်းကောင်းညှစ်ထုတ်နိုင်မှဒီအဲ့သွေးတွေကသွေးကြောထဲမှာစီစဉ်သွားပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုသွေးထောက်ပံ့တဲ့အောက်ဆီဂျင်တို့အဟာရဓာတ်တို့ထောက်ပံ့ပေးမှကျွန်တော်ကအသက်ရှင်တာ။အဲ့တော့ကျွန်တော်ကသွေးတိုးနေတဲ့အချိန်မှာဆိုရင်အေးဒီသွေးကြောနံ့ရံမှာတင်းခံနေတယ်များနေတယ်မြင့်တက်နေတဲ့ဖိအားကိုစန့်ကျင်ပြီးတော့ နှလုံးကပို့ပြီးတော့ညှစ်ရတယ်အဲ့လိုညှစ်ရတဲ့အခါမှာနှလုံးကကြာလာတော့သူကပင်ပန်းလာတယ်နှလုံးကမောလာတယ်အဲ့နှလုံးအားနေလာတယ်ပေါ့ပြီးတော့နှလုံးနယံကအလုံးလောက်ရပါများတော့နယံကြီးကပုံမှန်ထက်ပို့ပြီးတော့ထူပိမ့်ပိမ့်ဖြစ်ပြီးတော့မခောက်ခောက်ကြီးဖြစ်သွားပြီးတော့နှလုံးနယံထူရဲ့ယောဂါလည်းဖြစ်သွားတယ်ကြာတဲ့အခါမှာဒီနှလုံးသွေးကြောကျင်းတာတော့နှလုံးသွေးကြောပိတ်တာတော့ now heart failure လို့ခေါ်တဲ့နှလုံးကြွတာအားနေပြီးတော့နှလုံးကအလုံးမလုံးနိုင်တော့တဲ့ ဒီနှလုံးယောဂကျွန်တော်ဖြစ်လာနိုင်တယ်ဒါငါပြည့်ရစားခြင်းကြောင့်ဒါဖြစ်လာနိုင်တဲ့နောက်ဆက်တွဲယောဂပေါ့နော်နှလုံးယောဂဖြစ်ပါတယ်အော်နောက်တစ်ခုကကျွန်တော်နံပါတ်နံပါတ်၄ယောဂတော့၄ဖြတ်ခြင်းဖြစ်ပါတယ်အဲ့တော့ငါပြည့်ရစားခြင်းကြောင့်မို့လို့ရှေ့မှာပြောခဲ့သလိုမျိုးတွေးတိုးမယ်တွေးတိုးခြင်းကြောင့်မို့လို့ကျွန်တော်ကဥနှောက်သူကျော်ပိတ်တာတော့ဥနှောက်သူကျော်ပေါက်တာတော့ဒါတွေကနေမှတဆင့်ဒီ၄ဖြတ်တဲ့ယောဂကိုကျွန်တော်ဖြစ်စေပါတယ်နောက်နံပါတ်၅ကတော့ကျွန်တော်အစာရင်ကင်ဆာပေါ့အဲ့တော့အစာရင်ကင်ဆာဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်နံပါတ်၁အချက်က ဒီငပီစားတဲ့အခါမှာငပီထဲမှာကျွန်တော်ဆိုဒီယမ်နေပါတယ်။ဟောစားတွေအများကြီးပါတယ်။ဟောအဲ့ဒီစားတွေကဘာဖြစ်စေလဲဆိုတော့အစာရင်နေရန်ကိုသွားပြီးတော့လှုံ့ဆော်တယ်။လှုံ့ဆော်တဲ့အခါမှာအစာရင်နေရန်ကနေပြီးတော့အစာရင်ကင်ဆာဖြစ်စေတဲ့ကာစီနိုဂျင်လို့ခေါ်တဲ့ဓာတ်တွေသူကဟိုထွက်လာစေတယ်။အဲ့ဒီခါမှာအဲ့ဒီကာစီနိုဂျင်လို့ခေါ်တဲ့ကင်ဆာဖြစ်စေတဲ့ဓာတ်တွေကြောင့်မလို့အစာရင်ကင်ဆာဖြစ်ဖို့အလားအလာကျွန်တော်ပို့ပြီးတော့များစေတယ်။နောက်နံပါတ်2အချက်ကကျွန်တော်ငပီစားတဲ့အခါမှာငပီထဲမှာပါဝင်တဲ့ဒီစားတွေကဘာဖြစ်စေလဲဆိုတော့အစာရင်ထဲမှာ H pylori လို့ခေါ်တဲ့ bacteria ပိုးပေါ့အဲ့ဒီပိုးတွေကိုသူကစုဝေးစေတယ်နောက်ညားပြားလာစေတယ်ပိုးပြီးတော့ပွားများစေတယ်အဲ့ဒီ H pylori ဆိုတာကအစာရင်ကင်းစာဖြစ်စေတဲ့အကြောင်းရင်းတွေကဒီပါဝင်တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်အဲ့တော့ H pylori တွေများလာလေလေအစာရင်ကင်းစာဖြစ်နိုင်ကြအလားလားပိုးများလေလေဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကြောင့်မို့လို့ကျွန်တော်တို့ကဒီငပိစားခြင်းကအစာရင်ကင်းစာကိုဖြစ်ဖို့အတွက်အလားလားကိုပိုးများစေတာဖြစ်ပါတယ်